တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်ကနေ14ရက်နေ့အတော်တွင်ကာလမှာရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်။ရှားပိုင်ခွင့်နေလက်ဝဲပြန်လည်ရရှိမယ်။ထူးခြားစွာကောင်းခြင်းကံနဲ့အကျိုးပေးခြင်းကံတွေဖွင့်ပေါ်မယ်။ခီးကိစ္စစီစဉ်သူတွေအောင်မြင်မယ်။ရက်တန်တဲ့လူတွေအကုန်လုံးပြန်လည်စတင်ပြီးတော့ထူးထူးခြားခြားဆောင်ရွက်နိုင်ခြင်းနဲ့ ကောင်းသောကျိုးဆက်ဖြစ်ထွန်းခြင်းတွေကိုပေါ်ထွန်းနေတဲ့ကာလဖြစ်တယ်။ရှင်းရနေ့မှာရပိုင်ခွင့်နဲ့ပြန်ရမယ်သို့တော့ရင်းနှီးသူများနဲ့စကားများတဲ့တိုက်ခတ်ရှိတယ်။ကိုယ့်ရနေ့မှာတော့ငွေချေးခံကောင်းခြင်းလက်ဖွင့်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ရင်မှန်းချက်ထားသလောက်အောင်မြင်ခြင်းတွေကိုရရှိမယ်။ဆယ်ရနေ့မှာအပြိုင်ဆိုင်ကြားမှာတိုးတက်မယ်။ရင်မှန်းချက်ထားခြင်းတွေရဲ့အောင်မြင်မှုရဲ့နှစ်သာရကိုရပြီးတော့အလုံးစုံစင်ပြေမယ်။၁၇ရနေ့မှာအခက်အခဲတစ်မျိုးကြုံတွေ့ရတဲ့ပြဿနာတစ်မျိုးဖြေရှင်းရတတ်တဲ့ ရန်တိုက်ခဏကြထုတ်တက်မှုကိုရှာဖွေရမယ်။စနေရနေ့မှာတော့အတော်တန်ကိုစင်ပြေတဲ့ကံတွေပေါ်တယ်။အခက်အခဲအလုံးကိုပြေလည်အောင်ဖြေရှင်းနိုင်ပြီးတော့ကံကောင်းခြင်းရှိမယ်၊မေတ္တာရေးကံကောင်းမယ်၊မိတ်ကောင်းဆွေကောင်းထောက်ကူရမယ်။ဆက်သောရနေ့မှာအတိုက်ခဏကြတွေကထိုးပေါက်ပြီးထုတ်တက်မယ်။စူးစီးမှုပေါင်းစည်းမှုနဲ့ပေါင်းဖက်လောကံမှုတွေရဲ့ကြိုးပမ်းမှုရှိမယ်။ကာလတန်ကြာဆိုင်ငံထားတဲ့ပြဿနာတွေဖြေလည်အောင်ဖြေရှင်းပြီးကြိုးပမ်းသွားမယ်။၁၄ရက်နေ့မှာတော့ငွေကြေးကံထူးထူးခြားခြားကောင်းခြင်း လက်ဖွင့်ခြင်းလူပြည့်စုံခြင်းနဲ့စီးပွားလုပ်ငန်းကံတိုးတက်ခြင်းတို့ကိုရရှိဖန်တီးနိုင်တဲ့နေထားကောင်းကိုကြုံတွေ့ရမှာဖြစ်ပါတယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်တနင်္ဂနွေကြာသပတေးမွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိမဲ့နှစ်ခွန်ကိုယ်ကနန်ချိုးပေးတယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်အောင်မြင်ဖို့ကိုရရှိပါမယ်သွားလာစဉ်လမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်။နင်းလာနေပွဲသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်နိုဝင်ဘာလ8ရက်ကနေ14ရက်နေ့တော်တွင်မှာပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေသုံးချပြီးထူးထူးခြားခြားတိုးတက်မယ်မိမိလိုလားချက်ရည်မှန်းချက်တွေကိုစနစ်တကျအောင်မြောင်လုပ်နိုင်တဲ့ငွေကြေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြည့်စုံမဲ့ဘဝတိုးတက်မဲ့အခက်အခဲအလုံးကျော်လွှားနိုင်တဲ့ပြည့်ရွယ်သူတွေစမ်းပွင့်မဲ့ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်လှုပ်တိုးတက်ခြင်းဝင်ငွေစီးပွားတိုးတက်ခြင်းမြို့နံထားသည့်တို့မှကောင်းသောအကျိုးကျေးဇူးကိုရရှိပါမယ်ရှိရနေရအရာရာဆင်ပြေသောနေ့တစ်ခုဖြစ်တဲ့ကိုယ့်ရဲ့နေ့မှာ ရှင်ပြန်မှုမှသမျှအောင်မြင်မယ်၁၀ရက်နေ့မှာတော့ရန်နောက်ရှင်များမယ်မှန်းနာတဲ့လက်တွေ့ကွာဟမယ်၁၇ရက်နေ့မှာထူးထူးခြားခြားကောင်းခြင်းကံနဲ့ကျိုးပေးခြင်းကံတွေပေါ်ပေါက်မယ်မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ်၁၇ရက်နေ့မှာခရီးကိစ္စအဆင်ပြေမယ်ရက်ဝေးကကောင်းသောသတင်းစကားကိုကြုံမယ်၁၃ရက်နေ့မှာငွေရေးကြေးကံလက်လာပါကံထူးထူးခြားခြားကောင်းခြင်းနဲ့အဆင်ပြေခြင်းကိုကြုံမယ်၁၄ရက်နေ့မှာရန်နဲ့ရှင်ပြီးမှအလိုရှိရာပြည့်စုံခြင်းကံကောင်းခြင်းကိုကြုံမယ်တပတ်တာကာလအတွင်း ကြာသာပတိနှင့်ဗုဒ္ဓနှင့်အင်္ဂါနှင့်မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့စောက်ကြံနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ရှိမယ်။3 6ခုကနေ့နေ့ကျိုးပေးတယ်။အပြာရောင်ပန်းရောင်ညောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။အညောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆူတောင်းပေးပါဆူတောင်းပြေပါမယ်။ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025နိုဝင်ဘာလ၈ရက်နေ့၁၄ရက်နေ့တော်တွေမှာဘဝရည်မှန်းချက်တွေအောင်မြင်မယ် လုပ်ငန်းသစ်ဂျန်စီသစ်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးကြိုးပေးမယ်။တခါမှမလုပ်ဘူးသေးတဲ့လုပ်တွေကိုလုပ်ရမယ်။တခါမှမသုံးဆွဲဘူးတဲ့အကြံဉာဏ်တွေနဲ့လုပ်ငန်းလမ်းကြောင်းတွေကိုထိုးပေါက်လုပ်ကင်ပြီးတော့တိုးတက်မယ်။ပြည့်ရွယ်သူတွေစမ်းပွင့်မယ်။နေအိမ်ညာဆက်ဆက်တဲ့ဝင်းကျင်တွေမှာကောင်းသောပြောင်းလဲတွေရှိမယ်။ပေါ်ပေါက်လာတဲ့စိတ်ကူးတွေကိုလက်တွေ့ကောင်းထဲပေါ်ပါ။ဘဝတိုးတက်မှုတွေရှိနေတယ်။ပြောင်းလဲခြင်းလမ်းသစ်ထွင်ခြင်းပြုရန်ဝင်မလဲတဲ့မှာ။ ခြေရနေမှာရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။ကိုယ့်ရနေမှာရပိုင်권နဲ့လက်ဝဲပြန်ရခြင်းအဆင်ပြေခြင်းကြုံမယ်။ဆယ်ရနေကငွေချေးကံကောင်းမဲ့တပ်ဖွဲ့မယ်။ပြိုရသူတွေမှာစမ်းဖွဲ့မယ်။ဆက်တရနေတွေမှာရှင်ပြိုင်မှုအောင်မြင်ခြင်းနဲ့ခက်ခဲခြင်းပြေလျောင်ဆောင်ရနိုင်ခြင်းရှိမယ်။ဆယ်နှစ်ရနေမှာအစာပိုင်းကနူးပိုင်းမှာခက်ခဲပြီးမှဆင်ပြေမယ်။ရခင်ပြဿနာရှိတဲ့လူတွေကိုလည်းဖြေရှင်းနိုင်လိမ့်မယ်။ဆက်သောရနေကတော့စိတ်ချမ်းမြေ့ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်။၁၄ရနေမှာ ခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်နိုင်တဲ့ရက်ဝဲရကောင်းသောတည်င်းစကားနဲ့တိုးတက်ခြင်းကကြမ္မာတွေကိုရရှိကြိုးပမ်းမဲ့နေထားကောင်းတဲ့ကကြမ္မာတွေပေါ်ထွန်းတဲ့သဘာဝတွေကိုတွေ့ရပါတယ်။တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တဲ့တစ်လေးကိုကနန်းနေအကျိုးပေးပါလေအဝါရောက်နေမောရောက်နုနေအောင်တို့ကိုဝစားစင်ရင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါအဝါရောက်ပန်းဝင်လေးတွေဖျားတင်ပြီးလောရဆူတောင်းရင်လည်း ဆုတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ8ရက်ကနေ14ရက်နေ့တော်တွင်မိကောင်းဆွေကောင်းထောက်ခွေရမယ်မေတ္တာရေကန်ကောင်းမယ်မင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်စုပေါင်းလုပ်ငန်းကြိုးပမ်းမယ်ရပ်တန့်ထားတဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်ဂျီမန်ချက်စစ်တွေကိုလက်တွေ့ကောင်းထဲဖော်နိုင်တဲ့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စ၊လုပ်ကိစ္စ၊စီးပွားကိစ္စ၊ဂျန်စီဂျီမန်ချက်တွေ ရှေ့တိုးဆောင်ရွက်တိုးတက်ခြင်းရဲ့နှစ်သာရကိုကြုံမယ်။အရာဝိယကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအနှစ်သာရကိုကြုံမယ်။မိမိပေါ်မှာဆောင်ရွက်တဲ့ကိစ္စကူညီတဲ့သူတွေလည်းပေါ်လာပြီးတော့ကိုယ့်ရဲ့ဆောင်ရွက်ထားတဲ့လမ်းကြောင်းတွေရဲ့အနှစ်သာရကောင်းတွေကိုလည်းကြုံမယ်။ရှေ့ရနေရတော့မိကောင်းဆွေကောင်းထောက်ကူတဲ့ဘဝတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းကိုကြုံမယ်။ကိုယ့်ရဲ့နေမှာခရီးကိစ္စဆင်ပြေမယ်၊လူမျိုးကွဲချိုးပေးမယ်။၁၀ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းချိုးပေးခြင်းကြုံမယ်၁၇ရက်နေ့မှာ မှန်တာနဲ့လက်တွေ့ကြပါမယ်နှောင်းချက်ရှိမယ်ပြီးမှဆင်ပြေမယ်စနေနေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရည်သစ်တွေကိုလက်တွေ့ကောင်းတယ်ပေါ်ပြီးဘဝတိုးတက်မှုကိုရှာဖွေနိုင်တယ်73ရက်နေ့မှာရန်အားလုံးကိုကြော်ပြီးဘဝတန်လန်းပွင့်ပြီးတော့ငွေချေးကန်ကောင်းမယ်74ရက်နေ့မှာတော့ရှင်ပြန်မှုတွေကောင်းမြင်ပြီးတော့ထူးခြားတဲ့တိုးတက်မှုရမယ်ငွေချေးကန်တာလုပ်ငန်းကန်တာစီဝါရေးရာဖျားပြားမှာကောင်းသောနေထားနဲ့တိုးတက်တဲ့အခြေခံဖြစ်ရတဲ့ နှစ်သာရကိုရရှိမယ်တနင်္လာနေ့တောက်ကြနေငန်းနေ့မွေးသူတွေကောင်းကျိုးပေးတယ်စနေနေ့ဇာတာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်၃6ခုကနန်းနေ့ကျိုးပေးတယ်အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်တွေကိုတောက်ပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါအဖြူရောင်ပန်းဝင်တွေဖျားကတ်တူပြီးလိုရာဆူတောင်းမှဆူတောင်းပြေပါမယ်။သာပတိနေမွေးသူအလုံးမင်္ဂလာပါ။၂၀၂၅ခုနှစ် နိုဝင်ဘာလ၈ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရှင်ပြန်မှုမှသမျှအမြင်မယ်ထူးခြားတဲ့ကံတလန်းနဲ့လူလားကြအောင်မြင်ခြင်းတွေရှိမယ်အတတ်ပညာဘဝတိုးတက်မှုနဲ့ရည်မှန်းချက်အောင်မြင်မှုတွေရှိမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကျိုးပေးမယ်မိတ်ဆွေဟောင်းများနဲ့ပြန်လည်ပူးပေါင်းပြီးလုပ်ကိစ္စတွေလုပ်ဖို့ကြံစီမယ်ရတတ်တဲ့လုပ်တွေစတင်နိုင်၈ရက်နေ့မှာရန်တိုက်ခံနေကြတဲ့တိုးတက်မယ် ကိုရက်နေ့ကစာရွက်စာတန်ငွေကြေးလက်ပြောင်းလက်လွှဲတည်ထားမယ်။ဆယ်ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။ရရဆင်ပြေမယ်။၁၇ရက်နေ့မှာဥတီချက်တဲ့နဲ့လုပ်ငန်းသစ်တွေလောက်ကင်ကျိုးပေးမယ်။၁၂ရက်နေ့မှာရတ္တန်တဲ့လုပ်တွေစတင်ခြင်းစီးပွားကံကောင်းခြင်းတွေရှိမယ်။၁၃ရက်နေ့မှာလူရှိရောက်တူခီသွားခြင်းမပြုရဘူး။အသွမ်းလန်နေတိုင်းသတိရှိရမယ်။ရန်နဲ့ရှင်ပြေလောက်ရမယ်။၁၄ရက်နေ့မှာတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့နေထား ဘဝအခြေအနေတွေကိုပိုင်ဆိုင်ပြီးတော့လိုရာပြည့်စုံခြင်းနဲ့အောင်မြင်ခြင်းတွေကိုရရှိနိုင်ပါတယ်။ကြာသပတိနေဗုဒ္ဓနေအေကန်နေမွေးသူတွေကောင်းချိုးပေးမယ်။တနင်္လာသောကြာမွေးသူများကြောင့်စိတ်အောင်ဆက်ဖြစ်မယ်။သုံးခုကိုကနန်းနေအချိုးပေးတယ်။အပြာရောင်မိခိုးရောင်နှုတ်နေရောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်ရအောင်မြင်မှုတိုးတက်မှုရဲ့နှစ်သာတာတွေကိုရရှိမှဖြစ်ပါတယ်။ ကောင်းကျင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်နေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာ သင်္ကန်းအတူဒါနပြုပေးပါကျေးဇူးတင်ပါတယ်တောက်ကြနေပွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်ကနေ14ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အလုံးကိုကျော်လွှားနိုင်တယ်လူမျိုးခွဲချိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူချိုးပေးမယ်အမေဖွားတို့ကြမ်းမိတ်ချူကြမယ်ဥတီကျပြောင်းပြီးလောက်ကန်ခြင်းရဲ့နောက်ွယ်ရ လူမျိုးကွဲအကျိုးပေးခြင်းတွေကိုပါရရှိနိုင်မယ်။အမခံခြင်းတောင်းဝယူခြင်းမလို့ရအောင်။တပါသူကုဋ္ဌံကပစ္စည်းလာငားရနာတို့ဝေချိလာခြင်းမပင်းနဲ့ပစ္စည်းပြတ်တတ်တယ်ဝေချိဆုံးရှုံးတတ်တယ်။တစိမ့်လူမျိုးကွဲတွေကတော့ကိုယ့်အကျိုးပေးနိုင်မယ်။ရှင်းရည်မှာဥတီချက်ပြောင်းပြီးလုပ်တဲ့ကိစ္စတွေကထူးထူးခြားခြားအောင်မြင်မယ်ခီးကိစ္စအဆင်ပြေမယ်။ကိုယ့်ရည်မှာငွေချေးကံကောင်းမယ်လက်ဖွဲ့မယ်။ဆယ်ရည်မှာ ထူးခြားတဲ့အလုပ်ကိစ္စ၊ဂျန်စီကိစ္စတွေဆောင်ရွက်စီပြင်နိုင်တယ်။စက်တရနေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်လည်တောင်းဆိုနိုင်တယ်။စက်နေ့နေ့ကလက်ဖွင့်ကံဝင်ခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်။စက်သုံးရက်နေ့မှာအပြိုင်စားလုံးကိုကျော်ပြီးဘဝတိုးတက်ခြင်း၊ရှင်မကျက်အောင်မြင်ခြင်းတွေကြုံမယ်။စက်လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့ပြီးမှအလိုပြည့်စုံခြင်းနဲ့ရှင်မကျက်အောင်မြင်ခြင်းတွေကိုရရှိမှာဖြစ်ပါလေ။ကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကနေ့တနေ့လာမွေးသူတွေဒုက္ခပေးရတဲ့ နှစ်ခုကိုကနန်ချိုးပေးတယ်အစင်းရောင်ပြာရောင်မိခိုးရောင်တို့ကိုဝစ်စက်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါနေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာကထိန်သင်္ကန်းကတ်တူပူဇော်ခြင်းပြုပါထူးခြားသောကောင်းခြင်းကံကြမ္မာတွေရရှိလာပါမယ်ကျေးဇူးတင်ပါတနေ့နေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်ကနေ14ရက်နေ့အတွင်းလောကကံရတာမှန်သမျှနှောင့်နှေးမယ် တချိန်မကလုတ်ပြီးမှအစဉ်ပြေမယ်အလောတချိန်မဆုံးဖြတ်နဲ့သူတမားနဲ့တိုင်ပဲယုံကြည်စိတ်ချရူနဲ့ဆွေးနွေးပြီးမှဆုံးဖြတ်ချက်ချဒီကလာတွင်မှစမ်းမရချူချင်မပေါ့နဲ့နာရရှိသွဲဖြစ်သွားတတ်တယ်။ဘာလို့လို့နောက်ဆုံးချိန်တွေရောက်မှစိတ်ချရတယ်။အနည်းငယ်မှနှောင့်နှေးတာတွေကြံ့ကြတာတွေရှိတတ်တယ်။ကို့ကြံ့ကြံ့နေသူများသွားမပြောနဲ့ ကိုကလာနှောက်ရက်တက်တယ်ကိုကြံကြံသူယူပြီးတော့သုံးဆွဲသွားတယ်ရှင်းရနေ့မှာအတော်တန်ရံများတယ်စိတ်ရှိသီးခံပြီးမှဖြတ်သန်းကိုရနေ့မှာတော့ပေါ်ပေါက်လာတဲ့ခြေနေတွေကကိုတွေထူးကောင်းတဲ့နေထားကိုရောက်တယ်ဆယ်ရနေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုလုပ်ငန်းတွေအကုန်လုံးရှေ့တိုးလောက်အောင်မြင်မယ်ဆက်တရနေ့မှာငွေရေးကြေးကံကောင်းကိုကောင်းတယ်ပြည်ရွယ်သူတွေစမ်းပွင့်တယ်ငွေကွာနေတဲ့ချစ်သူတွေနဲ့ပြန်လဲဆင်ပြေမယ်စိတ်ညိုညင်တာပြန်လဲသက်မြောင်လို့ရရတယ်စနေနေ့မှာ ကောင်းခြင်းခံတဲ့တိုးတက်ခြင်းခံနေရှိတာပဲအပြိုင်ဆိုင်နေကြတဲ့ဟာတိုးတက်မှုကိုရမယ်ရှင်ပြိုင်မှုမှအောင်မြင်ပြီးတခုတည်းမကတဲ့လူတွေကိုလောက်ကန်နေတယ်ဆက်သောရက်နေ့မှာရန်နှောင့်ချက်တွေနဲ့ထိတိုက်တွေ့မယ်စိတ်ပမန်လူပမန်ဖြစ်မယ်ဆက်လေးရက်နေ့မှာတော့အလုံးစုံ ကောင်းသောခံတဲ့တိုးတက်တဲ့အစဉ်ပြေမှုတွေလွှမ်းမိုးဖြစ်တည်နေတယ်ကြာသပတေးနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ် 3 6ကိုကနန်းနေချိုးပေးတယ်အနီရောင်ချက်ဆွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာတွေဆောင်ရွက်နိုင်တယ်နေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်